တကယ်တော့တာခမူရမှာတခြားညီအကိုမောင်နှမတွေရှိနေတာဖြစ်ပြီးသူ့ရဲ့အမခေယုခါနဲ့ညီဖြစ်သူဝါတာရီတို့ကအင်းအလဲလာတာဖြစ်နေကြောင်းဤဘူတို့သိလိုက်ရပါသည်တာခမူရရဲ့မိသားစုကဟိုတယ်နဲ့အပန်းပြေဆိုင်ရာ လုပ်ငန်းစုကြီးတွေကိုဦးစီးထားတဲ့ချမ်းသာတဲ့အတိုင်အဝိုင်းကဖြစ်ပါသည် မိဘတွေကတော့မောင်နှမတွေကိုတခါမူရနဲ့မတွေ့ဖို့ပြိပင်ထားပေမဲ့တခါမူရဟာကမ္ဘာချန်ပီယံလူပွဲတိုက်ခိုက်ရတော့မှဖြစ်လို့ခေခါရုကလာရောက်အပေးကြတာပါဝတာရီကအာဟုတ်ခိရဲ့ခန္ဓာကိုယ်မှာအနံ့သိုးတွေထွက်နေတတ်ပြီးနှာဘူးထတတ်တာကြောင့်အနားကိုမကပ်ဖို့တခါမူရကမှားထားကြောင်းပြောပြပါသည်အာဟုတ်ခိကိုမတီးတဲ့ဝါတာရီကအာဟုတ်ခိဘသူလဲဆိုပြီးမေးတော့အစိုးရအပြောခံထားရတဲ့အာဟုတ်ခိလဲသူ့ကိုယ်သူအီဘိုဆိုပြီးမိတ်ဆက်လိုက်ပါရင်အဲဒါကြောင့်အီဘိုကလည်းသူ့ကိုယ်သူအီတာခါကိဖြစ်ကြောင်းမိတ်ဆက်လိုက်ရပါရင် တာခါမူရကသူ့မှာမောင်နှမတွေရှိတဲ့အကြောင်းတခါမှမပြောခဲ့ဘူးပဲမိဘတွေဟာလည်းတာခါမူရကိုအမြင်မကြည်ရတာဖြစ်ကြောင်းခေခါကပြောပြပါရီတခါမူရမှာစူဂူရူဆိုတဲ့နောက်ထပ်အကူတစ်ယောက်ရှိသေးပြီးအခုချိန်မှာနှစ်ယောက်တည်းတွဲဆုံနေကြပါရီ အဖေဖြစ်သူကတာခါမူရာရဲ့ကောင်းကောင်းတွေကိုမပြောတတ်ပေမဲ့တာခါမူရာကကဘာချန်ပီယံဖြစ်လာခဲ့မယ်ဆိုရင်အိမ်ကိုပြန်လာခဲ့လို့ရတယ်ဆိုပြီးမှားလိုက်ကြောင်းစုဂူရူကပြောပြပါလိအခုချိန်မှာတာခါမူရာဟာသူလန်းသူရှောင်းနေပြီဆိုပေမဲ့သူ့ရဲ့တရှိမှုကိုမိသားစုအတွက်ပြဿနာတစ်ခုလို့ပဲမှတ်ယူထားကြပါလိဒါအပြင်တာခါမူရာကအလေတန်းចောင်းသားဘဝမှာကလေးကတယောက်တည်းနေလာခဲ့ရတာဖြစ်ပါလိ ူးမှတခုခုဆိုရနဲ့လက်ပတ်တတဲ့အကြံဖက်အချင်းပြကြီးရှိနေခဲ့ပြီးအမြဲတမ်းရံဖြစ်နေရာကြောင်းမိသားစုအတွက်တကယ်ကိုအဆက်ရစေခဲ့ပါသည်တခါမူရအကိုစုဂူရူဟာအထက်တန်းကျောင်းသားဘဝမှာရက်ဘီဂိမ်းကစားခဲ့ပြီးနာမည်ကျော်ကြားခဲ့ပူပါသည်အာဂါသာလောကရဲ့ထိပ်သီးတစ်ခုဖြစ်ခဲ့ပြီးစုဂူရူကပါရမီထိုးချွန်ပေမဲ့သူ့အသင်းသားတွေရဲ့အမားတွေကြောင့်ဂိမ်းတပွဲမှာရှောင်းနေကြရပါသည် အာကစားမှာအနိုင်အရှုံးကအမြဲတမ်းထွန်းထွန်းနေပေမဲ့ပြိသက်အများစုကစူဂူရူးကိုနှောင်မြောင်ခဲ့ကြတာကြောင့်တိမခန့်နိုင်တဲ့တာခါမူရကလူအယောက်20လောက်ကိုအလဲလဲအကောက်ကွက်ဖြစ်အောင်ထိုးကျခဲ့ပါသည်လူပုံအလဲမှာအချက်ဖတ်ခဲ့တဲ့တာခါမူရရဲ့လုံရက်ကမိသားစုရဲ့ပုံရိပ်ကိုကြာဆင်းစေရဆိုပြီးမိဘတွေကတာခါမူရကိုနှိမ့်ထုတ်ခဲ့ကြတာဖြစ်ပါသည်အလေတန်းကတဲ့ကကိုဒူးကိုခြုံလာခဲ့ရတဲ့တာခါမူရလည်းအခုချိန်မှာတော့ဒူဘေတံဘေခန့်နိုင်ရရှိနေခဲ့ပါပြီ တခါမူရရဲ့လောရက်တွေကိုသူ့ရဲ့ကိုစူဂူရူနဲ့မိဘတွေကသဘောမကျကြပြင်မဲ့ညီငယ်လေးဟွာတာရီကတော့ဘသူကမှမမှီခိုးပဲကိုအားကိုကိုပြီးလွတ်လပ်နေတဲ့တခါမူရကိုလေးစားအားကြပါလိဝါတာရီကဘောင်စင်းရဲ့အကောင်ဆုံးအစိတ်အပိုင်းကဘာလဲဆိုပြီးအီဘိုအဖြစ်ဟန်ဆောင်နေတဲ့အာအိုခီကိုမေးပါလိ အဲအခါတကယ်ဤဘူကတော့တခါမူရပြောပြခဲ့တဲ့စကားကိုပြန်ပြောပြပါလိတခါမူရကသူ့ရဲ့ပွဲဥထွက်မှာအနိုင်ရသွားတော့တဲထန်းစွာရွာသွန်းနေတဲ့မိုးတန်တွေလိုမျိုးပြိတဲ့တွေရဲ့လက်ခုအော်ပတန်တွေကိုကြားလိုက်ရတဲ့အချိန်အကောင်ဆုံးခံစားချက်တွေရရှိခဲ့ပါလိလူတွေရဲ့ချီးကျူးခြင်းကိုပထမဆုံးအကြိမ်ရရှိခဲ့တာဖြစ်သလိုသူ့ရဲ့လက်သီးတွေကိုလည်းအတိအမတ်ပြုပေးခဲ့တာမို့ပီတိဖြစ်ခဲ့ရပြီးအာဟုတ်ခိနဲ့ခိမူရတို့ကဒီခံစားချက်ကိုအတိအုံဖြစ်ပါလိ အဲ့အချိန်အီဘိုကအာဟုတ်ခိရဲ့နာမည်ကိုရှောင်မိခေါ်လိုက်မိရာကြောင့်အလိန်တွေပေါ်သွားခဲ့ပြီးရန်ထဖြစ်ကြပါသည်တခါမူရသာကပတ်ချန်ပီယံခပတ်ကိုယူလာနိုင်ခဲ့ရင်စူဂူရူကတခါမူရဟာသူ့ရဲ့ညီလေးဆိုတာကိုဂုံယူစွာပြောနိုင်မှာဖြစ်ပြီးလုပ်ငန်းတွေကိုလည်းခိုးဝေ့ပေးမယ်လို့ပြောလာခဲ့ပါသည်တခါမူရကပတ်ချန်ပီယံဖြစ်သွားပြီးရင်တော့ဘောက်စင်ကနေအနားယူရမှာဖြစ်ပြီးစီးပွားရေးကိုပဲသောက်ချလုပ်ရမယ်လို့ထပ်ပြောပြီးပြန်သွားခဲ့ပါသည် တခါမူရအတွက်တော့သူမိသားစုတွေရဲ့အိမ်ဟာသူ့အိမ်မဟုတ်တော့ပဲသူနဲ့သက်ဆိုင်တဲ့နေရာကိုရှာတွေ့ထားပြီးဖြစ်ပါရင်အမပြည့်သူခေယောခါကလည်းတခါမူရရဲ့ဖြစ်တည်မှုကိုလေးစားပြီးပွင့်လင်းမြင့်သာမှုရှိတဲ့တငယ်ချင်းတွေကိုကြည့်ရင်သူ့မောင်လေးအတွက်စိတ်အေးနေခဲ့ရပါပြီမကြခင်မှာတခါမူရတို့ကမ္ဘာချန်ပီယံပွဲရဲ့ပိုစတာထွက်လာခဲ့ပြီးဆက်မီဖိုင်နယ်ပွဲမှာထွေရမယ့်အီဘိုးရဲ့ပြိုင်ဘက်ကတော့အဆင့်၅မှာရပ်တည်နေတဲ့ကိုရီးယားဘောက်သားရီယွန်စုဖြစ်ပါသည် တခါမူရာကလည်းယုံကြည်ချက်တွေမြင်မှနေပေမဲ့အရင်တစ်ခေါက်ပွဲတုန်းကလို့မဖြစ်ရအောင်ဝိထင်ရေးကိုဂယူဆိုင်ဖို့မှန်နေကြရပါလိမ့်တခါမူရာကတော့သူ့အမွေလေးကိုရိတ်လိုက်ရင်ဆယ်ပေါင်လောက်ရှော့သွားမှာဆိုပြီးရွှေညံတော်စူးရောက်နေခဲ့ကအာဟုတ်ကြီးရဲ့မျက်ခုံးမွေးကဟောနဲ့တူတူအကြောင်းပို့ပြီးတူသွားအောင်လှုပ်ပေးမယ်လို့ပြောပါလိမ့်ဒါပေမဲ့လက်လွန်ချက်သွန်ဖြစ်သွားကအာဟုတ်ကြီးရဲ့မျက်ခုံးမွေးတွေပြောင်းသွားတာကြောင့်အာဟုတ်ကြီးလက်ချေခွဲသွားခဲ့ရပြီးနီးပြကြီးရောက်လာတော့သူ့ကိုလမ်းအောင်လှုပ်လို့ဆိုပြီးထက်ရိုက်ခံရပါလိမ့် နီးပြကအကုန်လုံးကိုအပြေးလေးချင်းခံလိုက်ပြီးအာအခိကိုလည်းစော့ပိနဲ့မျက်ခုံးမွေးဆွဲပြလိုက်တော့လှသွားခဲ့ပါပြီတခါမူရကမနေ့တုန်းကသူ့အိမ်ကိုအီဘိုလိုလာတာကိုသူ့အမကနေတဆင့်သိခဲ့ရပြီးအီဘိုကလည်းဘောင်းစင်းကိုဘယ်လိုစတင်ပြခဲ့တာလဲဆိုပြီးမေးကြည့်ပါသည်တခါမူရကသူဟာကပတ်အတန်မှာဆုံးဖြစ်ကြောင်းသက်သေပြဖို့ဘောင်းစင်းကိုစတင်ခဲ့တာဆိုပြီးအလွယ်ပြောလိုက်ပေမဲ့သူ့ရဲ့ဘဝနဲ့အာဟုခိတို့၃ယောက်ရဲ့ချွေးလေးကိုတောက်ခိုင်းလိုက်ကဒီချွေးလေးကိုကပတ်ထိုင်ဆောင်အထိတည်ဆောင်သွားမယ်လို့ပြောပါသည် အဲအချင်းယုတ်ဒီရဲ့ရောက်လာတဲ့အီတာကခီကလည်းတာခါမူဝါရဲ့ပဝါလေးကိုဆွဲကင်လာခဲ့ပြီးပြီးခဲ့တာတွေအတွက်အီဘိုလိုကိုမျက်နှာမပြရဲပဲဖြစ်နေခဲ့တာပါတခါမူရာရဲ့ကဘာချန်ပီယံလူပွဲကြီးမှာအတူတူရှိနေပေးခြင်းတာကြောင့်ပြန်လာခဲ့တာဆိုပေမဲ့အာဟိုကီရဲ့မျက်နှာကပိုပြီးတော့ကြောက်စရာကောင်းလာခဲ့ပါသည် ဒီလိုမျိုးအလွယ်အချွန်လူတွေကပဲပျော်ရွှင်စရာကောင်းနေရကြောင်းတာခါမူရအတွက်တော့ဂျီနီယာဟာသူနဲ့သက်ဆိုင်တဲ့တခုတည်းသောနေရာဖြစ်နေခဲ့ပါသည်။အစံထိုးကြတဲ့အခါမှာတော့အီတာခဂီယာစပီးပို့သားပေးမယ်လေ။ Ebo ရဲ့ Dash စပီးကိုမရှင်နိုင်တာကြောင့်ခံလိုက်ရပါသည်။တိုက်ပွဲဝင်ရတော့မယ် Ebo ရဲ့အခြေအနေကကောင်းမိမယ်လေ။တာခါမူရကတော့တတ်မှတ်ဝိအလေးချိန်ချဖို့အတွက်ချွေးရက်မြအောင်လေ့ကျင့်နေရပါသည်။ လက်ရှိတာခိုင်မူရာရဲ့ဝိတ်အလေးချိန်က60ကီလိုတောင်ရှိနေပြီးဂျူနီယာမီဒယ်ဝိတ်အတွက်တိုက်ခိုက်ရမှာဖြစ်လို့နောက်ထပ်ကီလို20ဝိတ်ချဖို့လိုအပ်နေတာဖြစ်ပါသည်။အဲနောက်ပြိုင်ပွဲအတွက်ကြိုးစားနေရတဲ့တာခိုင်မူရာကိုအမကြီးခေယောခါကလာရောက်ပြုစုပေးပြီး ောင်နှမရိအကြောင်းတစ်သိတသောစကားပြောနေကြပါသည်ချွေထုတ်ဖို့အတွက်အခန်းကိုအပူပေးထားရပြီးဝိမတက်ဖို့အတွက်လည်းအစားအစာကိုချင်းညိမ်ပြီးစားနေရကခေုကားကဝိထင်းရမှအထောက်အကူဖြစ်စေတဲ့မှုလျှောက်တွေကိုပေးသွားခဲ့ပါသည်မနက်မိုးလင်းပြီဆိုပါနဲ့နီးပြားနေအတူအပြေးလေးချင်းရေလောက်ရပြီးဒီပြိုင်ပွဲမှာလည်းကိုယ့်ရဲ့ပုံစံအတိုင်းထိုးသက်သွားမယ်လို့တခါမူရာကပြောပါသည်တခါမူရအတွက်တော့ပြောင်မြဲအနေနဲ့ကျဝိုင်းထဲမှာရှိနေရတာဟာရှင်သန်နေရတယ်လို့ခံစားရပြီး ဘောဇင်းကရှင်သန်မှုတွေပေးစွမ်းနေကြကြောင်းဘောဇင်းအပေါ်အပြောင်အပြဲမလုပ်ဘူးလို့ဆုံးဖြတ်ထားပါတယ် ။ဘောက်စင်းနဲ့ပတ်သက်လိုက်ရင်ဘယ်တော့မှလိန်ညာမှာမဟုတ်ဘူးဆိုပြီးပြောတော့မိပြကလည်းသူဟာတခါမူရာကိုစားတွေ့တဲ့အချိန်ကလေးကတခါမူရာဟာကမ္ဘာချန်ပီယံခပတ်ကိုရယူနိုင်မှာဆိုပြီးယုံကြည်ထားခဲ့ကြောင်းပြောပြပါသည်။တခါမူရာလိုမျိုးလူမျိုးကိုစားတွေ့ခဲ့တဲ့မိပြကြီးဟာဒီလူဟာသူ့ရဲ့အိမ်မက်တွေကိုဖြည့်ဆည်းပေးနိုင်မယ်ဆိုတာယုံကြည်ထားခဲ့ပါသည်။ဒါပေမဲ့လည်းမကြခင်မှာကမ္ဘာချန်ပီယံနဲ့တခါရတော့မဲ့တခါမူရာရဲ့အကောင်ဆုံးအခြေအနေကိုရောက်ဖို့အတွက်မိပြကြီးမှာငွေကြေးအထောက်အပံ့မပေးနိုင်တာကြောင့်သူ့ကိုယ်သူအပြစ်တင်နေပါသည်။ တခါမူရကတော့ဒီအတိုင်းလဲအဆင်ပြေပြီးနောက်ဆုံးအဆင်အထိတဆင်ချင်းစီကြိုးစားသွားမှာမို့ပထမဆုံးခပတ်ကိုနီးပြကြီးကိုပေးမယ်လို့ပြောလိုက်ပါရင်နီးပြကြီးကလည်းသူတပည့်ရဲ့စကားကြောင့်ပီတိဖြစ်မိပေမဲ့ကြိုင်ပွဲတော်မဆက်ရသေးခင်မှာအာမချောင်ဘူးနဲ့ဝိထိန်မှုအတွက်မှုချောက်တွေထုတ်ပေးပါရင်အော်ခီတို့လေးယောက်သားကလည်းတခါမူရကိုတခခုကူညီပေးခြင်းတာကြောင့်မှုချောက်တွေပေးလာခဲ့ပြီးတခါမူရကတော့မှုတွေနဲ့ပဲနှစ်ပါးသွားနေခဲ့ရပါပြီ95ကီလိုအထိကျသွားပြီမို့နောက်ထပ်5ကီလိုချဖို့လိုအပ်နေပြီ တဖြည်းဖြည်းနဲ့ပို့ပြီးတော့ပင်မလာတဲ့အပြင်ခန္ဓာကိုယ်မှာလည်းရေတဲတွေခမ်းချောင်းနေခဲ့ပြီးဖြစ်ပါသည်ခက်ခဲတဲ့ပင်မနဲ့ဆိုရင်တောင်ကပတ်ချံပြီးရခပတ်လူနိုင်မဲ့အခွင့်အရေးကိုလွဲချွာမသွားခြင်းသာကြောင့်တခါမူရတယောက်အပြင်းအထန်ကြိုးစားနေခဲ့ရင်နောက်ထပ်တက်ကီလိုချနိုင်သွားပါသည်အမကြီးခရိုးကလှုပ်ပြထားတဲ့စွပြုတ်တွေကိုတောင်မတော့ဖို့ဆုံးမြတ်ခဲ့ပြီးသူ့ရဲ့ပသက်ထဲမှာတသွေးတွေတောင်မရှိတော့ပါဘူးခနာကိုရဲ့အပြင်းအထန်လှုပ်ဆောင်ချက်တွေကြောင့်တခါမူရရဲ့စိတ်ပန်းဆိုင်ရာကိုအနှဲငယ်ထိခိုက်စေပြီးလက်ချင်းရည်တွေကိုလည်းအလွန်အကျွံထုတ်လာခဲ့ပါသည် ဝိချချင်းရဲ့အစာပိုင်းမှာတော့ကိုစားချင်းနဲ့အစာတောက်တွေအကြောင်းတွေးနေကြပြီးဒုတိယအဆင့်မှာတော့ချိုမြိန်တဲ့အရာတွေကိုတောင်းတလာပါသည်။နောက်ဆုံးအဆင့်မှာတော့ရေအတန်ကြာရင်တော့မနေနိုင်တဲ့အထိရေတွေကိုတောင်းနာမိနေမှာဖြစ်ကအာယုံကြောတွေထူးဆန်းနေတယ်လို့ခံစားရမှာပါ။အခုဆိုရင်တခါမူရတယောက်ရေတောက်ချင်းသိမ့်နေတဲ့အတူစိတ်တွေခြောက်ခြားနေကြတာမို့အဲ့လိုတော့မရတော့ပဲလုံမိလုံရတွေလုံနေကြရပါပြီ။ ီဘက်မှတာခါမူရာကငရဲတစ်ခုကိုကြော်ဖို့ကြိုးစားနေရတဲ့အချိန်ဂျပန်ကိုရောက်လာပြီဖြစ်တဲ့ဟော်ကတော့လက်ချင်းစရာတော့မလိုတဲ့အပြင်ပျော်ပါနေနိုင်ပါသည်တခါမူရာကသူဟာဘာကြောင့်မို့ပင်မန်းစွာဒုက္ခခံနေရတာလဲလို့ပြန်မေးနေခဲ့ရင်ဟော့ရဲ့ဓာတ်ပုံကိုကြည့်မိလိုက်ပါသည်။အဲဒါကြောင့်သူဒီလိုဒုက္ခခံနေရတာဟာဟော့ကြောင့်ဆိုပြီးဟော့ကိုတပ်ပြစ်ဖို့တွေးမိနေခဲ့ပါသည်။